တစ်နှစ်ပြည့်သွားပြီဆိုင်လေးရဲ့တက်တန်လည်းတစ်နှစ်ပြည့်သွားပြီအမေဆုံးတော့လည်းတစ်နှစ်ပြည့်သွားပြီပေါ့နော်အဲ့ဒါတော့ကိုယ့်ရဲ့အမတ်တရားပေါ့အမေမရှိတဲ့ဒုတိယညကိုယ့်ရဲ့မွေးနေ့လည်းဖြစ်သွားတယ်ပြီးတော့ဒီလိုဆိုင်လေးကလည်းဘောကမှာစီးပွားရေးတစ်ခုအနေနဲ့ပေါ့နော် ground banning အနေနဲ့လုပ်နိုင်မယ်ဆိုတော့တကယ်အရင်အသေးပဲရှိပြီးတော့ဟိုအမှတ်ရတဲ့အနှစ်လေးတော့ဖြစ်သွားတယ် ူဖွဲ့အေးမြချွေးထိတ်စီတာ Bella Roan ဝေးပြန်လန်းစမ်းစီမယ် Clean Fresh နစာဖြူဝင်ဝေးပြန်စီမယ် Extra White နစာလေးနိုင်လုံးဝေးပြန်စီတယ် ီနေ့ကကြတော့မြို့သူဟာဒါမြို့သူတက်ခဲတဲ့ခမုံเจ้าပေါ့เนาะဘာကเจ้ามาလာပြီးတော့ဒါမြို့သူတို့အိမ်မှာနေဆုံးကပ်ပူလေးရယ်ဆိုင်မှာပေါ့เนาะအဲ့ဒီကင်းလေးရုပ်ဖို့တော့ခမုံရလာပြင်ရင်းနဲ့ပေါ့เนาะကိုတက်ခဲတဲ့เจ้ามาဆိုတာကိုယ့်ရဲ့ဂျင်းမယားလေးပြောလေးရလာပြီးတော့မှဒါစာရေးခိရလေးတွေခုတို့ယူဖြစ်တာပါရှင့်ချစ်စရာလေးဖြစ်နေတာ ါကြတော့လေဘာပဲပြောပြောကိုယ့်ရဲ့ဘာသာအလျောက်အိမ်မှာဒါရုပ်ခန္ဓာလေးတွေရောမေတ္တာပို့ခွန်းခွန်းရဲ့မေတ္တာခံယူပြီးတော့เนาะဒါကိုယ်ယူရောကိုယ့်အမေရောကိုယ့်ဘဝရဲ့ကဲတာဆိုတော့လေဒါနေစုံလေးလည်းမှာဖက်တာပါရှင်ခရစ်သူစင်စင်မှအကျိုးဆိုပါရှင် လာပါရှင်မြတ်သူရဲ့ချက်မြတ်သူ Diamond Sen Jewelry ကနေပြီးတော့ကြိုဆိုလိုက်ပါရှင် မနေ့ဖြန်14ရက်နေ့ဆိုရင်မြတ်သူရဲ့ဒါ35နှစ်ပြည့်မွေးနေ့ပေါ့နော်အဲ့တော့မွေးနေ့လေးမှာအမတ်တရားလေးဖြစ်အောင်ဆိုပြီးတော့ဆန်ဖွင့်မွေးလေးလည်းတွဲလုံမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့နေ့လယ်နှစ်နာရီကျရင်မြတ်သူနဲ့အတူတခြားချစ်အားညီကိုမောင်မတွေကလည်းလာပြီးတော့ဝင်းရံပြီးတော့ရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့မယန်းကုန်းကိုမန်အိုရှင်ကိုလာပြီးတော့ပေါ့နော်ဆိုင်လေးကိုတက်ရောက်ပြီးတော့အပြည့်ချဖို့အတွက်ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင်အဲဆိုင်မှာဆိုလို့ရှိရင်လည်းမနေ့ဖြန်တရက်သေးကိုပဲတီးတန့်ပေါ့နော်တီးတန့်ကို ဒါဟို5%အနေနဲ့ short sale လေးလည်းပေးထားပါတယ်လို့အားကြောင့် like ပါလို့ဖိတ်ခေါ်ကြပါလိမ့်ရှင်ဒါမင်းတို့ရဲ့အဲဒါကြိုးစားထားတဲ့ဆိုင်လေးပါရှင်ဒါတော့သမီးတော်တွေပါ တော့ရွှေသားတယ်လုံးဝမတင်ဘူးမြေသူဆိုင်မှာပေါ့နော်ရွှေသီးသန့်မရပါဘူးမြေသူကကျတော့စိန်နဲ့ဒါသဘောတင်ထွက်အကြောင်းမြတ်တွေနဲ့ဟိုတွဲဆက်ပြီးတော့ပေါ့နော်ပုံဖော်ထားတဲ့ဒီလက်ဝိရဏလေးတွေပဲရှိပါတယ်ရှင်ဒီလေအမနုဿာယခဗန္ဓာဘုံဘန္ဓာအဲမြို့သူဒီရှေ့မှာတော့လေအဲအနုပညာအလုပ်ပြင်တခြားလုပ်ခဲ့တာတွေကတော့တိတ်မရှိဘူးပေါ့နော်အနုပညာလုပ်ကဒီဇိုင်းမဲ့မဲ့လုပ်ခဲ့တယ်အဲအခုဒီဟာကတော့လုံးဝအမှတ်တရဖြစ်သွားတာက အမေရှိတဲ့အချိန်မှာတော့လည်းအစာပြုတ်လိုက်တာပေါ့နော်အဲ့ရဆင်တော့မြို့တော့ ground open နဲ့မလုပ်သေးဘူး soft open နဲ့မယ်အဓိကဆိုင်လေးကိုမြင်မြန်ဟိုအမေကိုမြင်သွားစေချင်တာပေါ့အမေကျမ်းမိုင်မကောင်းဆိုတော့ကိုတိနေတော့လေတိနေခါကျတော့ဟိုအစာပြုတ်ခဲ့လိုက်တယ်ပေါ့နော်အဲ့တော့ဒီနှစ်မှာကျတော့ဒါတစ်နှစ်ပြည့်သွားပြီဆိုင်လေးရဲ့တက်တန်လည်းတစ်နှစ်ပြည့်သွားပြီအမေဆုံးသွားရလည်းတစ်နှစ်ပြည့်သွားပြီပေါ့နော်အဲ့ဒါတော့ကိုယ့်ရဲ့အမှတ်တရပေါ့အဲ့တော့အခုကတော့ဒါအမေရှိစဉ်လုံးလေးကကိုစတင်တိဆောက်ခဲ့တဲ့အရာလေးကိုဆက်ပြီးတော့ပေါ့နော် အကောင်းဆုံးကြိုးစားသွားမယ်ပြင်ဒီရရတဲ့ကွဲသမားသမားအချိဝကြတဲ့ဝင်းငွေတွေနဲ့ဒီတက်ပို့ပြီးလူတန်းနေလောက်ပြီးတော့အမေတို့ရည်စုပြီးအခုတို့ပြုမယ်ပေါ့နော်ရတနာဆွေစာကြီးရတနာစိန်စာကြီးဖွင့်တဲ့နေ့မှာ အာလုံးအန္တရာယ်ကင်းပြောက်ဘေးမရောက်ရင်းနဲ့ကောင်းကျိုးအိတ်ထမင်္ဂလာကျက်စရိအထွေထွေတို့နဲ့အမေမရှိတဲ့ဒုတိယမြောက်ကိုရမွေးနေလည်းဖြစ်သွားတယ်ပြီးတော့အာ ဒီလိုဆိုင်လေးကလည်းဘောကမှာစီးပွားရေးတစ်ခုအနေနဲ့ပေါ့နော် ground banding အနေနဲ့လုပ်နိုင်မယ်ဆိုတော့တကယ်အရင်အတိတ်ပဲရှိပြီးတော့ဟိုအမှတ်ရတဲ့အနှစ်လေးတော့ဖြစ်သွားမှာနော် ။အော်စိတ်ပူကြတော့ဘာမှမရှိပါဘူး။မြစ်တူလဲလေဒီဟာဖွင့်မွှန်းနာနီးလာတဲ့ခါကျ stress လေးလည်းများလေးရှိရပေါ့နော်။အဲ့တော့ဟိုဟိုတချို့အရာလေးမှာလစ်ဟာသွားလေးရှိတယ်။ social media မှာတိတ်မသုံးပြတော့တာလေးရှိတယ်။ဟိုတအားကိုစိတ်ပင်ပန်းမျိုးကိုကိုကိုခဏ break လုပ်လိုက်တဲ့အချိန်မျိုးလေးပေါ့နော်။အဲ့အချိန်မျိုးလေးခဏပျောက်သွားတာကိုလူတွေစိတ်ပူသွားတာပါ။တခြားကြောင်းတော့ဘာမှမရှိပါဘူးရှင်။ဟာ။မြစ်တူရဲ့အမှားပေါ့နော်။အเจ้าမကြခဲလိုက်တာပေါ့။အเจ้าမကြခဲလိုက်တာရဲ့အဲ့လိုနည်းနည်းလေးဟိုရှိမှလဲသူလဲ stress တွေများနေတဲ့အချိန်ကိုလဲ ် stress တွေများနေတဲ့အချိန်ပေါ့နော်ဆိုင်ဖွင့်မှုကိစ္စတွေရောပြီးတော့မျိုးစုတခြားလုပ်နေအလုပ်လေးတွေရောအခုဒီဟာလေးပြီးနောက်ထပ်လုပ်ငန်းတစ်ခုမျိုးစုထပ်ပြီးတော့တွေးချဲ့ပြီးလုပ်ဖို့လည်းရှိပါတယ်အဲ့ဒါလေးကကြတော့ကိုယ်အမြဲတမ်းချစ်ပြီးအားပေးနေတဲ့သူတွေအတွက်ဒါပိုးတယ်ချီတယ်လုပ်ငန်းလေးပေါ့နော်အဲ့ဒါလေးလုပ်ဖို့အတွက်ကိုလည်းမျိုးစုကဟိုအကုန်လုံးနှစ်ယောက်ထဲပဲလုပ်နေရတဲ့အခါကျတော့လေဟိုဘယ်လိုပြောမလဲစိတ်လေးတွေနည်းနည်းလေးအဆင်မပြေဖြစ်သွားတဲ့အခါလေးမှာပေါ့ကွာလဲအမေဆုံးလာပြီးတော့တစ်နှစ်ပြည့်လေးဆိုတော့ကွာလဲဝမ်းနေနေတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးအချိန်လေးဆိုတော့ ကိုကိုခဏ break လောက်ရမယ်ဆိုသူပြင်ထွက်သွားတဲ့အချိန်မှာမြို့တော့ဟိုအပြင်ခဏထွက်သွားလိုက်တာထွက်သွားပြီးတော့အမစီမှာတော့ခဏသွားနေရင်းနဲ့အဲ့လိုဖုန်းခဏပိတ်လိုက်တာပေါ့နော်အဲအဲအဲ့လို gap လေးဖြစ်သွားတာကိုသူအဆက်အသွယ်များစိတ်ပူသွားတဲ့ဘောပါတခြားတော့ဘာမှကြီးကြီးမားမားဖြစ်စရာမရှိပါဘူးဖြစ်ရမယ်အချိန်လေးလည်းမရှိပါဘူးရှင်ဟုတ် ဒါကတော့ကိုယ့်ရဲ့ဗုဒ္ဓဘာသာအယူအယားပေါ့နော်အန်နီယကင်ပေတရားနာလေးပေါ့နော်အဲ့ဒါလေးလုတ်ဖြစ်ပါတယ်မနေ့ပြန်ကြတော့သူတို့ကဟိုဖွင့်မွေးလေးရှိနေခါကြတော့လေလုံနိုင်မှာမဟုတ်ဘူးပေါ့နော်အဲအကြောင်းမလို့ဘမုံကြီးတို့လည်းအာယုံမနောက်စေခြင်းမူဟိုကိုလည်းအယူသေးပြက်တာမျိုးမဖြစ်စေစင်တဲ့အတွက်ကြောင့်ကြိုပြီးတော့တရက်ကိုမျိုးတော့ဒီအိုင်ပင့်လိုက်တာပေါ့နော် အဲ့တော့မနေ့ပြန်ဆိုင်မွေမွေးလေးကြရင်လည်းလာခက်ပါလို့ပြောချင်ပါတယ်နေ့လည်း2နိုင်ရနေပြီးတော့9နိုင်အထိပါရှင်ဒါပေမဲ့ဆိုင်လေးကတော့မနေ့တရနေပြီးတော့မနေ့9နိုင်ရနေစဖွင့်ပါပါမယန်းကုန်းကိုမိုင်ဦးရှင်ဒါအဲထဲမှာပေါ့နော်အဲ့တော့လာခက်ပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်တရက်လုံးမှာလည်း special discount တွေရဲ့လက်ဆောင်လေးတွေပေးဖို့စီစဉ်ထားပါတယ်ရှင်တွေ့ကြမယ်နော်တတ်တာ